အလုံးမဲမင်္ဂလာပါနော်။စာရေးဆရာညိုထွန်းလို့ရေးသားတဲ့ညာပေါင်းတရားဆိုတဲ့ဝတ္ထုလိုလေးတစ်ပုဒ်ကိုဖတ်ပြပေးမယ်နော်။ညာပေါင်းတရားမကြခင်အောင်မြင်စွာဆုတ်ခွာတော်မူမန္တလေးຫນွေသည်ပက်စာခွာဖြာမသိမ့်တွင်အစွမ်းကုန်ပူပြင်းနေ၏။အောင်မမင်းပူလိုက်တဲ့ဘူးမနေ့ကလည်းပူဒီနေ့လည်းပူ မနေ့ပြန်လည်းပူမိုးကလည်းမရွာနိုင်သေး။နေပူလုံးတော့မိုးရသည်မရောက်သေး၍ မိုးမရွာမှန်းတိတိချင်းနဲ့မိုးကိုမျှော်နေရပြန်ခတ်တာကမန္တလေးနဲ့မိုးတီဟေးတငယ်ချင်းရေဟုခေါ်ရလောက်အောင်ထိတုံးနဲ့တုံးတရင်တနည်းမရှိလာချင်းမိုးရင်ကာလရောက်လာတော့လေမရွာပဲတလကိုတရင်ကိုယောင်ဖြောင်းနေတည်းယခုလဲကြည့်ပါအောင်တကြံပြီးဆုံးရဲ့တလာနိဗ္ဗာန်ရှိနေခဲ့တဲ့တိုင်မျက်စီလဲပြီးမိုးတပေါက်လေးတောင်မျှကြမလား နေစဉ်ရက်ဆက်ပူပြင်းနေ၍မြေပြင်မှအပူငွေးတို့သည်အထက်သို့တရှိန်ရှိန်တက်နေအပေါ်ကလည်းပူအောက်ကလည်းပူရသည်ထဲလျှက်စင်မိကလည်းမလားလေကလည်းမတိုက်သူ့ကလူအေးရအေးချောင်းတစ်ချက်ကလေးများမရလောက်အောင်ထိဗန်ပေါင်းစုံမှဝိုင်းအောင်စော်နေချည်လူတွေလည်းကော့ပြန်ပြီးအစ္စလမ်ဝေးကုန်ကြရပြီတအူးကရက်တစ်ဖက်ဖက်ခိုင်း ိနစ်တုံးကဒီလောက်မပူဘူးပြောရင်တယောက်ကတော့စိတ်ထင်လို့ပါဒီနှစ်လို့ပူတာပါပါပဲဟုဆိုလိုက်ကျွန်တော်တို့ဒီမြန်မာလူမျိုးပြည်ပြည်ဘာမှအရင်မကြည့်သည့်နေပူပြင်းသည့်အကြောင်းပြောတာလေးကိုပဲတယောက်နဲ့တယောက်အတိုင်းဖောက်ကမကြီးတယောက်ကအဖြူဆိုလိုက်တည်နေအမဲဟုပြောမိသူဟာစန့်ကျင်ဘက်မှာအစင်သင့်ပင်ရှိနေသူ့ဖြစ်၍တတရာလူခမည်းမိသည့်ဘက်ကိုလိုက်ရမယ်မသိတော့ပဲ နွေရာသီဆိုတာပူပြင်းတာပါလေလေဟုညီးဟန်ပြု၍ရှောင်းထွက်သွားသည်မရှောင်ရည်လည်းမဖြစ်မကြခင်မှာစကားဝိုင်းတဲ့သူနေဆက်ကြဝရာကြီးပောက်ကွဲမှုအေနီညိုကြောင့်ကပရာသီဥလူပြောင်းလဲခြင်းပြေတနာစသည်ဖြင့်ဖမ်းမိမှတ်မိသည်။ဘူးတုဒ္ဒရီပုံအောရေရောက်လာနိုင်သည်ကောမိတို့ပင်ဖြစ်စေတို့ကလူပူရအိုက်ရသည်ထဲလက်ဖက်ရဲ့အကျမ်းပကန်းထဲသို့အပူလှိုင်းတွင်နှုံတိုင်းရောက်မလာရင်ကံကောင်းသွားသည် မှန်ပါသည်နှွေရသည်ဆိုတာပူပြင်းသည်ပဲထို့ကြောင့်နှွေကာလမှာအိမ်တွင်မအောင်နိုင်မဲကိုနီကိုဟန်ဖြင့်အပူရှောင်ကြရစမည်လွန်ခဲ့သည့်နှစ်30လောက်တုန်းကတော့နေပူပြင်းလာပြီးဆိုမှဖြင့်အရေးအဝါသာကောင်းမြင်နေရသူပြေးကြရ၏မြတ်စွာဘုရားရှင်အရေးအောက်မှခိုလုံကြ၏မဟာမုဏိဖျားထဲမှာဖျားဘူးလာကြသူတွေထက် အပူရှောင်လာကြသူတွေဖြစ်စီကားနေလေကလေးတွေကစူညံခုံပေါက်စော်ကစားကြလူကြီးတချို့ကတော့ရှုပ်ထွေးစူညံမှုတွေကိုမကြားရမမြင်အောင်ပြည့်၍တရေတမောဆက်တော်ခေါ်ကြဖြင့်တနေ့တော့ဖျားရိတ်မှာခိုလုံလိုက်ရ၍ကုသူလဲရအေးလေဝါဟန်ချလိုက်ပါပြီခစ်တွေနှစ်တွေဘလို့ပဲပြောင်းလဲသွားသည်ဖြစ်စီမန္တလေးနွေရာတီက ူ့အချင်းသူ့အခါရောက်လာသည်နှင့်ပူပြင်းနေစဉ်လူသည်ခိပြထန်းချက်တိုင်းလိုက်နာရသည်ခင်မီတိုးတက်လာ၏အေယာကွန်းနှင့်ပန်ကာတို့သည်လည်းအများစုဟာအကူရပြုတ်ကြ၍ရှေရန်သို့ရောက်လာခဲ့ကြသည်သို့တော်လျှက်စင်ပြီးမလာခဲ့လင်သူတို့လည်းဘာမှမတတ်နိုင်သူဖြင့်အနည်းဆုံး3လနာရီလောက်အပူရှောင်နားခုဖို့အတွက်အအေးထက်ပေးသည့်နေရာဗမာများ ရှိမလဲဟု တွေ့ရ၏ တယောက်ကူတယောက်မင်းမြန်ကြရင်ဒီမှာပင် Ocean Supermarket တည်နွေရာတီတဲက Oasis ကလေးကဲ့သို့ Supermarket ကြီးတစ်ခုလုံးဈေးဝယ်အပူရှောင်လာကြသူတွေဖြင့်လှုပ်လှုပ်တဲတဲစီကားနေကျွန်တော်လဲထိုနီးတူနေ့လေဂင်းကလေးက Ocean အပေါ်ရက်ကကော်ဖီဆိုင်တစ်ဆိုင်မှအချိန်ဖြုံးသည်ကော်ဖီလေးတောက်လိုက် မုန်လေးကိုဖယ်ဆားလိုက်ယူလာခဲ့သည့်စောင်းလေးဖက်လိုက်ဖုံးပွက်လိုက် ဒီနဲ့အေးမြတော့အရတာနဲ့စီစိန်တို့ကိုခန်းစားပြီးတကလာညနေ၄နာရီကျော်သေးနဲ့အိမ်ပြန်ဖို့ကော်ဖီဆိုင်မှထလာခဲ့သည်ဟုတ်တော့ဆရာကြီးဆရာကြီးမဟုတ်လားဆရာကြီးဆရာကြီးထွက်ပေါက်စီတို့ဥတီသွားနေစဉ်ဆရာကြီးဟူအော်ခေါ်လိုက်သည့်အတန်းကြောင့်လှမ်းလက်စာ ခြေလမ်းတွေတုန်ကနေရက်သွား၏ငါ့ကိုခေါ်ရမှဟုတ်ရဲ့လား တိတ်တော့မသေးချာဇဝေဇဝါဖြစ်ရင်လက်တကန်အကွာဝေးရှိအတန်ကြားရစီသူစောင်းငယ်ကြည့်လိုက်မိသည်အနေငယ်ဝတော့ခန္ဓာကိုယ်နဲ့စပန့်ကားဝင်ကြီးဆင်မြန်းထားသောအသက်အရွယ်ခက်ကြီးကြီးအမျိုးသမီးတရား음ကျမကစောစောကလေးကလှမ်းမြင်နေတာဟုတ်မှဟုတ်ပါမလားလို့အနာရောက်မှပဲဆရာကြီးမတေချာသွားတာလေမိတ်ဆွေဟောင်းတယောက်ကိုမထင်မဲ့ပဲတွေ့လိုက်ရရင် ဝမ်းသာပျော်ရွှင်နေသည့်အမျိုးသမီးကြီးကိုငေးချောင်ရင်ကြည့်နေမိသည်စိတ်ထဲမှာလည်းမြင်မှုတလူလိုရှိသည်ဘယ်မှာတွေ့ခဲ့ဘူးတာပါလဲစဉ်းစားရလည်းမရစာပေဟောပြောခွင့်မှာဆုံးခဲ့ကြတာလားကျွန်တော်တို့စာရေးဆရာတွေနေရာနဲ့စာပြေဟောပြောဝဲထွက်ကြရင်နေကန်စာပြေမိတ်ဆွေများနဲ့ဆုံးဖြစ်ကြသည်ဒီတော့ကျွန်တော်စာပြေမိတ်ဆွေတွေရာတယောက်ယောက်များဖြစ်နေပြီလား တို့တော့အသက်ရွယ်ရလာပြီးမှတ်သားညံတွေကအိုလာပြီးမှတချိန်ကအเจ้าယာတွေကိုမနှဲပြန်ရင်စဉ်းစားနေရရင်။အော်ဆရာကြီးကကျမကိုမှမမိတော့ထင်နေ။ကျမတင်ွဲ့လေဆရာကြီးရဲ့တင်ွယ်။ဟွန်းပြဿနာပါပဲ။ဒီနာမည်ကိုအပြည့်လွားစဉ်းစားသည်။ဒေါ်တင်ွဲ့ကိုဘယ်တော့မှတီးခဲ့ပါလဲ။မလေးဒေါ်တင်ွဲ့ကိုဘယ်တော့မှတီးခဲ့ပါလဲ။ညံကိုဖြစ်ညက်အတုံးချခဲ့တဲ့အတိုင်းမှမမိဇာတွေကိုအဆဖော်ရင်မရ။ အိုးတဲလဲခတ်ပါပြီဒေါ်တင်တွဲကကျွန်တော်အဖြစ်ကိုကြည့်ရင်ရှိလိုက်သည်ပြီးမှဆရာကြီးဆရာကြီးဝက်တွေဆေးလာထိုးတဲ့ရက်ွက်ထဲကတင်တွဲရယ်လေကဲမှတ်မိပလားအိုးအဲ့ဒီတော့မှကျွန်တော်မှဟောဗျာဟုအတန်ထွက်သွားပြီးကိုနှစ်ဖူးကိုရိုက်လို့မတန်ဖြစ်သွားခဲ့ရသည်တီမွေးကူဆရာဝန်အဖြစ် တခါကတဘဝတုန်းကခင်မင်ရင်းနှီးခဲ့ကြသည်ကျွန်တော်မိတ်ဆွေဒေါ်တင်တွင်သူအမျိုးသားကကိုအေးမောင်နှစ်ပေါင်း40ကျော်ကြာပြီးယခုမှ ပြန်လဲဆုံးတွေ့ကြခြင်းအော်ရုတ်တရက်ဆိုလဲဘယ်မှမိမာတော့ဗျာမတွေ့တာကြာကလည်းကြာပြီလေအရင်တော့ကဒီလိုပုံစံမှမဟုတ်ပဲစပန်ကောင်းဝင်ကြီးဝတ်ထားတော့ခမရကိုမှတ်မိဖို့ကတော်တော်ကြီးကိုခဲယဉ်သွားတယ်ကိုအေးမောင်ရော နေကောင်းလား အတိတ်ကမှတ်ဉာဏ်များပြန်လည်ရောက်ရှိလာပြီးအရာအလုံးကို မေ့ပြောက်သွားရတာမျိုးထီမအိုသေးသမှုတော်ပါသည်ကျွန်အလုံးကို ကျွန်တော်မှတ်မိသွားခဲ့ပြီပဲ။အော်အသက်ကြီးလာလို့ထမင်မမြဲကျင်တော်ဘူးဆရာကြီးရဲ့ဝိဆာတော့ကတော့ငါရွယ်ကြီးနဲ့တင့်တော်ပါမလားလို့တွေးမိသေးတယ်။အခုမှလေဝင်းရင်ဝင်နဲ့သဘောကျလာမိတယ်။ဒီလိုပူပူလောင်လောင်ကြီးမှစပန့်ကောင်ဝင်ရတာပေါ်ပါပြီလွတ်လွတ်လပ်လပ်ရှိရဲ့။ စပန်ဂါဝင်ဝေးရခြင်းအကြောင်းရင်းနဲ့ကောင်းခြင်းအဖျားဖျားကိုဒေါ်တင်ွဲ့ကရှင်းပြလိုက်ရင်သဘောကျစွာဖြင့်တက်ဟိရည်လိုက်သည်မိန်ဟောင်းဆွေဟောင်းနဲ့ဆုံတွေ့လိုက်ရ၍ကျွန်တော်လည်းဝမ်းသာသွားသည်ဒေါ်တင်ွဲ့ကတော့အထူးပြောစရာမလိုသူတို့မိသားစုလွန်ခဲ့သည့်နှစ်နှစ်20ကတည်းကမျိုးတင်ငါရက်ွက်ထဲမှပြောင်းလာသည့်အကြောင်းကိုအေးမောင်ကသွေးတိုးယောဂရှိတော်လဲနေကောင်းကျမ်းမာကြောင်း တားသမီးတွေလည်းအိမ်အောင်ကြကုန်ကြပြီဖြစ်ကြ။သမီးအကြီးဆုံးကဘန်ဝင်နှန်းဖြစ်ပြီးအိမ်တောင်ခွဲရီနန်းရှင်မှာနေသည့်အကြောင်းတားလက်က စင်ကာပူမှာအငယ်ဆုံးတားကလေးကတော့ရှစ်နေဖြစ်ပြီးသူတို့နဲ့အတူနေကြ။ချွေးမကလည်းရှစ်နေဖြစ်ကြောင်းစသည်ဖြင့်ထို့နောက်ကျွတ်ကျွတ်အိတ်တွေဆွဲရီသူအနားမှာရက်နေသည့်ကလေးမလေးကိုမင်းငော့ပြလိုက်ရင်တားငယ်သမီးလေးဟုမိတ်ဆက်ပေးလိုက်သည် တဖန်သူ့မှာမြေယောက်ျားလေး၃ယောက်မြေမင်းကလေး၂ယောက်ရှိပါတည်းခေတ်ကရခွင်နဲ့မတူကြောင်းယောက်ျားလေးနဲ့မင်းကလေးဆိုင်ကအတူစီးပြီးဖြစ်ကျင်တယ်လို့ဖြစ်နေကြကြောင်းအရှက်နဲ့အကြောက်လန့်လည်းမရှိကြကြောင်းကျွန်တော်ဒီရေပတ်မော်ရောင်ပြောနေသည့်ဒေါ်တင်ရွယ်ကိုငေးကြည့်နေမိသည်ဒေါ်တင်ရွယ်သည်အသက်ရွယ်ရခန္ဓာကိုယ်ပုံမှန်တရံပြောင်းလဲသွားတော်လဲစကားပြောနိုင်စွမ်းကတော့ရခင်တိုင်းပဲ တခွမျှဝင်မပြောတာပဲဒေါ်တင်နဲ့ပြောသမျှတို့နားထောင်ရင်စိတ်အာယုံတွေကလွန်ခဲ့သည့်နှစ်40ကာလစီသူဖြတ်ခနဲ့မန္တလေးမြို့ဤအဖျားအနာတက်နေရတွင်ဒေါ်တင်နဲ့တို့ရက်ွက်လေးရှိခဲ့သည် အမှန်တော့ရက်ွက်ကိုစုံညာတော်လဲစီပင်သားရနန်းနမိတ်ထဲမှာစည်ရင်းဝင်တာမဟုတ် ကျူးရက်ွက်လေးတစ်ခုမျှသာ ထိုစင်ကမန္တလေးမြို့တွင်မြို့နယ်၄ခုသာရှိပြီးလူဦးရေလည်းနည်းပါးရေနေစရာလည်းပေါ့များလာ၏ဒေါ်တင်ရွေတို့ရက်ွက်ကကျူးကျော်ရက်ွက်ကိုဆူရတော်လဲပလတ်စတစ်တွေတုတ်ပြားဟောင်းနေစသည်ဖြင့်ရရာပစ္စည်းတွေဖြင့်ကာယံအုံမိုးထသည့်မြေဆိုင်တဲကလေးတွေကြီးသာရှိသောမြင်တွေ့နေကြရက်ွက်မျိုးမဟုတ်ထယံကကံမှုအင်္ဂလိပ်တွေဖြင့်အခိုင်အခန့်စောက်ထားကြပြီးအင်ဂျီ80တရာနီးပါးလောက်ရှိမည် အချို့ကကိုယ်အိမ်ကိုယ်ဝန်းထဲမှာတနိုင်တစ်ပိုင်းဝက်တွေမွေးမြူကြခြံသေးသေးလေးလှုပ်ပြီးကြက်မွေးမြူရီလှုပ်ကြဤတို့ဖြစ်ကျွန်တော်လဲအဲ့ဒီရက်ွက်တို့ကြက်တွေဝက်တွေကိုဆေးထိုးဖို့မကြခဏရောက်သွားရင်ဒေါ်တင်ရွဲ့တို့မိသားစုနဲ့ခင်မင်သွားခဲ့သည် မုတ်ဆိုင်တဆိုင်မှာမုတ်ဖုတ်သည့်ဒေါ်တင်ရွဲ့ရဲ့အမျိုးသားကိုအေးမောင်ကအရင်အနေငယ်ပြုပြီးဗလာကောင်းကောင်းတန်တန်မာမာ နာမည်နဲ့လိုက်ဖက်သည်ဆိုရလောင်ခအေးနေပြီးစကားနှင်းလွန်လာသည်ဒေါ်တင်နှွဲကတော့သူ့ခင်ပွန်းနဲ့ဆန့်ကျင်ပန်းအသားညွညွပိမ့်မိန်တွတ်တွဲအင်မတန်မှစကားပြောနိုင်သူနာမည်ကြီးစစ်လိခုံမှစစ်လိတမဖြစ်၍တယောက်ဖြစ်၍များပြောစရာအကြောင်းအရာတွေပေါ်နေသီလားလဲမဆိုနိုင်သူတို့နဲ့မိသားစုလိုခင်မင်ရင်းနှီးသွားရဲ့အကြောင်းရှိသည်ဖြစ်စေအကြောင်းမရှိသည်ဖြစ်စေသူတို့စီတို့ တလနှစ်ခေါက်သုံးခေါက်လောက်တော့ရောက်ဖြစ်သည်ပြောစရာအထွေထူးမရှိရင်နွေးချမ်းတောက်လိုက်လက်ဖက်လေးဝါလိုက်စိတ်ကူးတက်ရပြောလိုက်ကြတစ်ခေါက်တော့ထွေရလေးပါစကားပြောကြရင်ဖြင့်ပါတီကောင်စီဝင်ជីជីမာစတာတွေကဆရာကြီးနဲ့ခင်းတဲ့အသည့်များရှိမလားဟုထူးထူးခြားခြားမေးလိုက်သည်တော်တင်ရက်ဒီကျွန်တော်ကိုတော်တော်လေးအထင်ကြီးနေသည်လားမပြောတဲ့မရှိပါဘူးဗျာဘာကိစ္စရှိနေလို့လဲ တခုခုကိုအလေးနဲ့တွေးနေရင်တွေးနေရင်အနားမှာထိုင်နေသည့်ခင်မွန်းတဲ့ကိုစောင့်ငယ်ကြည့်လိုက်သည်သူစိတ်ထဲမှာကျွန်တော်ကိုဖွင့်ပြောတယ်မပြောတယ်ချိန်ဆနေသည်ဟန်စကားဝိုင်းသည့်တခဏတိတ်ဆိတ်သွားသည်၄မိနစ်လောက်ကြာမှอืมအစာတော့ငါဆရာကြီးကိုလေမပြောတော့ဘူးလို့နေသေးတာရဲ့ကိုအေးမောင်က ဆရာကြီးကဒုထက်ပညာဉာဏ်ကြီးလို့နင်ပြောချင်ပြောကြည့်လိုက်ပါလားအကျဉ်ဉဏ်လေးရလို့ရညာပေါ့ဟာ တိုင်ပင်ကြည့်တာမမှားပါဘူးလို့ပြောတာနဲ့လေကျမတို့နဲ့လည်းဓာတ်ရိုက်မသက်ဆိုင်မိမဲ့ရက်ကွက်ကိစ္စဖြစ်နေတော့လဲခေါင်းဆောင်လိုလည်းမရရှက်ရွာအေးဆိုတာကလည်းကိုအေးပဲမဟုတ်လားဆရာကြီးရဲ့ဆရာကြီးကဒုထက်ပညာဉာဏ်ကြီးသူဆိုတဟာကြောင့်ကျွန်တော်မှတွန့်ကနေဘလို့အကြောင်းကိုပြောမှလဲ တွင်းရင်ပြင်ရင်ထိတ်သွားရင်နင်ကလည်းဟဲ့လူရင်းကိုမရောက်ပဲပြောစရာရှိတာပြောလိုက်တာမဟုတ်ဘူးကိုအေးမောင်က စိတ်မရှိတော့ပဲကြားဖြတ်ပြောလိုက်သည်ဒေါ်တင်နဲ့မျက်စောင်းနေရကိုအေးမောင်စီတို့ဒိုင်းကနေလျှောက်သွား၏၎င်းမျက်စောင်းတို့၏ပါဝါစွမ်းပကတိမြင်မြကြီးမားနေသည်မသိကိုအေးမောင်တခါတည်းငြိမ်ချသွားပြီးအတန်မထွက်တော့လွန်ခဲ့သည့်နှစ်လလောက်ကရသေးလိုလိုဘိုးတော်လိုလိုဖြစ် အသက်50အရွယ်လူတယောက်ဒေါ်တင်နှဲတို့ရက်ွက်တို့ရောက်လာခဲ့သည် ရက်ွက်အစွန်နားလေးမှာတဲထို့၍ဓာခန်းဖွင့်သည်ဆို၏ဘဲကလာ၍ဘယ်သူမှလည်းမသိကျူးမြေမှာ အတူနေကြရသမို့ရက်ွက်ကလက်တင်မခံကျင်လဲဘာမှမတတ်နိုင်အောင်တက်တက်ဖြင့်ကြည်နေကြရသည် အချိန်သိမ့်မကြာဘိုးတော်ဆိုသည့်ပင်ကိုဘီးဆိုင်ရုပ်တွေပေါ်လာခဲ့ပြီအဲ့ဒီလူရဲ့ဓာ ခန်းထဲမှာ မိမတွေဖြစ်တယုံယုံ တနေ့ထက်တနေ့ကြားရသည့်သတင်းတွေကလည်းမကောင်းစီဝါရေးလက်ကောင်းမိမတွေကိုဘိုးတော်ကကိုငွေပေး၍ခိုးဆုံလင်းခိုးလုံးစီသူဆို၏သူ့ဘာသာကိုငွေပေးရောမက အပူပဲတိုက်တိုက်ဒုနဲ့ဘာဆိုင်နာမှက်လို့အနေသာကြီးဟုလည်းတွေးရလည်းမရရက်ွက်ထဲကတားပြူတမိပြူအရွယ်ကလေးတွေတက်အနေရရှိသည့်အပြင် ပဝင်းကျင်ကမကောင်းတာလုပ်သည့်ရက်ွက်ကိုအထင်မြင်ခံရရင်ရက်ွက်လည်းနာမည်ထို့ကြောင့်မဟုတ်တာလုပ်နေသည့်ဘိုးတော်ရောင်ရောင်ကိုရက်ွက်ကရဲကိုတိုင်ကြားကျင်တော်လဲတိုင်ချက်မဖွင့်ရင်ကျုပ်ကိုအထက်ပုဂ္ဂိုလ်တွေကစောင့်ရှောက်နေတယ်တိုင်ချင်ကတိုင်ဂရုမစိုက်ဘူးအထက်ကိုပိုင်ပြီးတာဘိုးတော်ရောင်ကသူ့ကလေးချင်းချောင်ဟင်းရောက်လိုက်၍တရုတ်ကလုံးတုတ်တုတ်မြတ်မှလှုပ်ရဲတော့မကျင်နဲ့ရေရဲကိုတိုင်မိပြန်လဲ ပုံမတော်တိုင်မြင့်သူဖမ်းလိုက်ရင်ခက်ရကြီးရင်းသမို့ကြောင့်အနှီးကိစ္စအတွက်အာကိုစရာရလို့ရညာဒေါ်တင်နှဲ့လိုဟာကျွန်တော်ကိုအကူအညီတောင်းလိုက်ရခြင်းဖြစ်သည်ဟွန်းအချင်းနေစောင့်ကြည့်လိုက်ပါအောင်ဗျာဒီလိုကြီးထင်အားဆိုင်နေတော့ဘဲဖြစ်မလဲထူးခြားလာမှာပါဟုသူတို့စိတ်သက်သာအောင်ပြောလိုက်မိသည်အိမ်နောက်တော့အလုပ်တွေရှုပ်နေရေဒေါ်တင်နှဲ့တို့ရက်ွက်စီတို့ခြေဦးမလဲဖြစ်ပဲ သုံးလနီးပါးကြာပြီးမှတစ်ခေါက်ပြန်ရောက်ဖြစ်သည်ရောက်ရောက်ချင်းဘိုးတော်ရောင်ရောင်ကိုရဲကဖမ်းသွားသည့်သတင်းကိုကြားလိုက်ရသည်အိုးဆရာကြီးကိုလေကျမတို့တရက်ကလွာကျေးဇူးတွေတင်နေကြတာယင်ဟင်ဘာဖြစ်လို့ကျေးဇူးတင်ကြတာလဲဗျဟိုဟိုဘိုးတော်ရောင်ကိုရဲကလာဖမ်းသွားအောင်ဆရာကြီးကကူညီလို့ဆိုပြီးကျမကပြောလိုက်တာကိုရှင်ကျေးဇူးမတင်မဲ့နေနိုင်ပါမလား ဒေါ်တင်နဲ့စကားကြောင့်ဟာကနဲ့အတန်ထွက်သွားရင်မျက်လုံးမျက်စံတွေပြုကျဲသွားရင်ချက်ချင်းမင်းအာကျွန်တော်နဲ့မဆိုင်ပါဘူးဗျာဒီကိစ္စကိုကူညီဖို့အတွက်ဘသူ့ကိုမလဲကျွန်တော်ကမပြောခဲ့ရပါဘူးဟုငင်းလိုက်တော့လေဒေါ်တင်နဲ့ကမယုံကြည်โอ้ဆရာကြီးကလည်းဆရာကြီးကထူးကြလာမှာပါလို့ဆရာကြီးပြောပြီးသွားကြတယ်။ကျမတို့စိတ်ထဲမှာလေဆရာကြီးကအကူအညီပေးတော့မှာပါလို့သိနေပြီးသားပါ။ဆရာကြီးပြန်သွားပြီး ရက်20လောက်ကြာအဲ့ဒီဘိုးတော်အယောင်ဆောင်တဲ့သူရဲတွေကလာဖမ်းသွားရောဒီလိုဖမ်းဖို့အထက်လူကြီးတွေနားပေါင်ပြောနိုင်တဲ့သူကဆရာကြီးကလွယ်လူဘသူဖြစ်နေနိုင်မှာတော့ပါစအဟောင်းသားဖြစ်သွားပြီ။ဘာပြန်ပြောရမယ်မသိတော့ အလိုလိုနေရင်ဖြင့်အချောင်နာမည်ကြည့်ပြီးရက်ွက်ကြီးကျေးဇူးရှင်ဖြစ်သွားရပါဘကော။နောက်နောက်မှတော့ရက်ွက်ကသူ့ကိုအလှမ်းမမိသည့်ကိစ္စဝိစာမှန်သမျှကျွန်တော်စီတို့ဥတိုင်ရလာကြတော်မူ။အဲ့ဒီလိုနဲ့များမကြမိမှာပဲကျွန်တော်ကလည်းရက်ွက်ကကျေးဇူးရှင်ကြီးအဖြစ်ယုံကြည်ကိုးကွယ်သည့်ဘိုးတော်အဆင့်သို့ပရိုမိုးရှင်းပေးလိုက်ရရင်ဖြင့်အိုးအလိုလေးဗျာမောရပါကလား ်တွင်းရင်ဖြစ်ချွေးစည်းတွေလှိမ့်ထွက်လာကုန်သည်ဤကိစ္စမှာကျွန်တော်ပယောကတခုမှမပါကြောင်းပြောရည်လဲမယားကြာတော့ရှင်းလေရှုပ်လေမူငြိမ်နေလေရတော့သည်ဒေါ်တင်နှဲကရက်ွက်ဤဂျေစုရှင်ကြီးဖြစ်သွားသည်ကျွန်တော်ကိုဂျေစုတင်စကားတွေပြောရည်လဲမဆုံးနိုင်ပြောရင်ဖြစ်ဓကန်ဖွင့်သည့်ဘိုးတော်ရောင်မကောင်းမှုပြစ်ချက်တို့တစ်ခုချင်းပြောသည်ဗတိကိုလဲပင်ဆွဲသည် အရက်တောက်နေသည့်အကြောင်းမိမတွေကလည်းညာတိုင်းတယောက်ပြီးတယောက်ခေါ်အိပ်သည့်အကြောင်းထို့နောက်ရုတ်တရက်စကားဖြတ်လိုက်ပြီးကျွန်တော်ကိုလှမ်းကြည့်ရင်ဒီကိစ္စဆရာကြီးကိုတန်ရာအောင်မယ်ဟုပြောလိုက်လေသည်ဗျာအမလေးမပြားနဲ့ဆရာကြီးရေရဲရီများမကောင်းလိုက်ကြတာလေလက်ယူထားသလားမသိချပါဘူးဖမ်းသွားတဲ့သတင်းကိုညနေအလုတ်သိမ့်ပြီးစစ်လိတ်ခွန်ကကျမပြန်လာမှသိရတာ ရဲတွေကငားညနဲ့ဖမ်းသွားတာလေလေဘိုးတော်ဆိုတဲ့သူဟာမိန်းမတွေနဲ့အမလေးဆရာကြီးရဲ့ငားညအဲ့ယုံနဲ့မကပါဘူးတော်လူတိုင်းသိနေကြတဲ့ဥစ္စာကျမရေးထားတာအောင်လေအ ਨੇ ဆုံး၁၀ညမက ရှိတယ်ဆရာကြီးရဲ့အဲ့ဒါကိုငားညနဲ့ဖမ်းသွားတာတဲ့အဲပုံမှန်ငားညနဲ့ရောထွေးပြီး ထင်ရမြင်ရတွေ့ရင်မကျေနပ်တာတွေသွန်ထုတ်နေသည့်ဒေါ်တင်နဲ့တယောက်ပြောရင်ဖြင့်တရှုရှုဒေါသထွက်ရင်မဆုံးသူ့ကိုကြည့်ပြီးရည်ချင်တော်လဲမရည်ရက်ပါဥပရေပုံမာတွေကိုနားမလဲကြရည်ဒီလိုပဲရောထွေးပြီးတွေးကြပါလိမ့်မည်ပြီးတော့ကျွန်တော်တို့မြန်မာစကားကလည်းတခါတရံတော့ရှင်းနေလျက်ဖြင့်ရှုပ်ချင်ပြုတ်တဲ့မြန်မာလူပြောပြီးမြန်မာလူ တွေးခဲ့တော်လဲအတွေးတွေကပုံမတော်ချော့ထွက်သွားတတ်သည်ပဲ။ ဆရာကြီးဆရာကြီးရဲ့ဖုန်းနံပါတ်လေးလည်းပေးထားပါဦးဟုဒေါ်တင်ထဲကပြောလိုက်သည်ထို့နောက်အနားမှာရှိသည့်သူ့မိကလေးကိုကျွန်တော်ဖုန်းနံပါတ်ကိုမှတ်ခိုင်းသည်ထို့အပြင်တဝတေချာတော့သူ့လက်ကင်ဖုန်းပြေကျွန်တော်ဖုန်းခေါ်လိုက်သည် ပေါ့ပွန့်ညံနေသည့်စကားပြောတဲ့နေကြမှာညနေချင်းဆိုင်မှာဒေါ်တင်ရဲ့စကားပြောတဲ့ဟယ်လိုဟယ်လိုဆရာကြီးကြားရရဲ့လားတယ်လီဖုန်းကလိုင်းဝင်ဘယ်ရောက်နေသည်မသိဘူး အနာကက်နေ၍ဒီအတိုင်းကြားနေရသည်မူကျွန်တော်လဲကြားရပါလဲဟုပြောလိုက်ရသည်စူပါမားကတ်အပြင်ကိုရောက်လိုက်သည်နှင့်အပူငွေတွေကလုံးကနေရောက်လာခဲ့သည် လူချင်းမခွဲခင်ကျွန်တော်စိတ်ထဲမှာသူ့ကိုစကျင်နောက်ကျင်စိတ်ပင်ပေါ်သွား၏ဒေါ်တင်တွေตาရောချွေးမရောရှင်းတွေဖြစ်နေကြတော့ငါးညတို့ဆယ်ညတို့အကြောင်းကိုကောင်းကောင်းသိသွားပလားသူကလည်းမခေပါ နှစ်40လောက်ကြာတိတန်ကျွန်တော်အစဖောလိုက်သည့်အကြောင်းရင်းကိုဓာခနဲ့ချက်ချင်းတိလိုက်သည်မော်တော်ကားလမ်းကိုဖြတ်ကွင်းရင်ကျွန်တော်စီကိုလှည့်ကြည့်လိုက်ပြီအမလေးတင်ရွှဲတော့အရင်လိုမှောက်တော့ဘူးဆရာကြီးရဲ့ဒီခေကြီးမှလေငါးညတော့ဆယ်ညတော့ခေစားနေရမသိပဲနေပါမလား အဲ့ဒီညတွေတွေမကပဲညာပေါင်းတရာအထီကိုတိရတော်ရင်အကုံလုံးကိုတိအကုံလုံးကိုတိနေတာရင်ဆရာကြီးအိမ်အလဲလာရင်လေညာပေါင်းတရာအကြောင်းကိုပြောပြရာတိရပေါ့တော်ဟာဟာတဟာဟာရီမောင်းအော်ပြောလိုက်သည်ဒေါ်တင်ရွက်ကိုကြည့်ရင်ခင်နာကိုမလိုက်နိုင်တော့လဲစိတ်အလိုတိုင်းနေနိုင်သမျှနေခဲ့သည် ခေဟောင်းမြမအမျိုးသမီးကြီးတယောက်ရင်လွတ်လပ်ပေါ်ပါပျော်ရွှင်မှုကို မထင်မဲ့ပဲကျွန်တော်တွေ့လိုက်ရသည် မော်တော်ကထားခဲ့သည့်နေရာကိုထွက်လာခဲ့သည်ညနေခင်းရောက်လာတော့လဲနေအောင်ကြီးကလင်းလက်တောက်ပနေစဉ်မိုးသားတွေရှိလို့ရှိညာမိုးကောင်းကင်သို့တစ်ချက်မော့ရင်ကြည်လိုက်မိသည်မိုးရိပ်တွေကလည်းမမြင်ရသည်ညီတို့ပင်ဖြစ်စဉ်မိုးရွာပြီးအေးလူလူရှိမိတဲ့ရက်မှာဒေါ်တင်နှဲတို့အိမ်သွားပြီ သူပြောပြမိညာပေါင်းတရာအเจ้าကိုနားထောင်ကြည်အောင်မဟုတွေးလိုက်သည်ထူးဆန်းထွေလာဘာရီများကြားရမှာပါလဲပဟေရီပု္ပ္ပာဖြေရတက်သည့်ညတွေပဲလားသူမဟုတ်အဲ့ဒီညာပေါင်းတရာတွေကပြုံးစရာရည်စရာတွေကြီးဖြစ်ရင်ဘလောက်တောင်ကောင်းလိုက်လိမ့်မလဲအပူရှင်ကြောင့်ချွေးတွေဆုလာခဲ့သည်ညာမှာလဲပူလုံးတော့အိတ်လို့မရစိတ်ပြက်စရာဒီလိုဖြစ်အိမ်မရသည့်ညတွေကိုနောက်ထပ်ဘယ်နှစ်ရက်များကြုံရအောင်မည်မသိ ငါညလားဆယ်ညလားကျွန်တော်မတွေးတက်တော်ပြီညိုထွန်းလူအပိနာဆင်ပြခဲ့ကြတဲ့တဦးချင်းတယောက်ချင်းစီတိုင်းဂျေစုအာကြီးအများကြီးပဲတင်ပါရယ်နော်အားလုံးကိုရောစိတ်ပါကျမ်းမာချမ်းသာအေးချမ်းပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်